ကဲစိတ်တဲ့ကြနေလို့ချဲမပေါ့ဘူးဖြစ်ဟမ်နောက်တပွဲစာဆက်နှွဲတာပေါ့ဒီပွဲအပူခွားလေးလည်းတတိထားကြအောင်နော်ကျွန်တော်ပြီးခဲ့တဲ့ပွဲအုံညာအပိတ်ခေါ်တာဒီပွဲကိုအပူကစားနေတာဟိုတုံညာအပိတ်ကကြမသွားဘူးဒါပေမဲ့အဲ့ဒီထဲမှာကျွန်တော်နောက်ထပ်တက်လိုက်မပြခဲ့တာရှိတယ် မသွန်းနယ်ကုန်းနဲ့ထဲမှာလိုက်ကြည့်ဘူပရိတ်အောက်မှာပူခွားတွေကြီးထွက်တယ်ဒီမှာကျွန်တော်တို့ကြည့်လိုက်မသွန်းနယ်ကုန်းနဲ့ထဲကဘူပရိတ်အောက်မှာအပူထွက်ဒီငါးစွန်းနယ်ကုန်းနဲ့ထဲမှာလည်းကြည့်လိုက်ဘူပရိတ်အောက်မှာအပူပဲထွက်တယ်နော်အဲ့ဒီငါးစွန်းနယ်ကုန်းနဲ့ထဲကဘူပရိတ်အောက်မှာအပူအဲ့ဒီငါးစွန်းနယ်ကုန်းနဲ့ထဲမှာဘူပရိတ်အောက်မှာအပူပေါ့နော် အဲ့ဒီဘူပရဲအောက်မှာကျွန်တော်တို့ကပူးခွကစားမလားဒါလေးတစ်ချက်ဒီဘွဲမှာစပြီးတော့စဉ်းစားမယ်နော်အဘူအဲ့အဲ့ဒီထဲမှာကျွန်တော်ကစားတဲ့နောက်၃ခတ်ကို ကျွန်တော်တို့လိုက်စစ်ကြည့်တော့အဲ့ဒီ၅စွန်းနဲ့ခုနှစ်ထဲမှာဘူပရိတ်ကဒီမှာမှသူစကြတယ်အဲ့ဒီဘူပရိတ်စကြတော့သူ့အောက်မှာအဘူးနော်အဲ့ဒီအဘူးကနန်းဒီ ဒီ၅ဆုံးခုနှစ်တည်းကိုဒီ၅ဆုံးခုနှစ်ကနေလှမ်းပို့တာ6ထိပ်စီပရိရှိရဲ့ဘေးရခဏအပူဒီမှာလာပေါ့နော်နောက်တစ်ခါဒီမှာကျွန်တော်တို့ဒီ၅ဆုံးနဲ့ခုနှစ်ထဲမှာလည်းဒီလိုပဲပူပတိတ်ကဒီမှာစကြသူ့အောက်မှာပူးတယ်ပေါ့အဲ့ဒီအပူခဏန်းကလည်း၅ဆုံးနဲ့ခုနှစ်ထဲရပဲနော်၅ဆုံးနဲ့ခုနှစ်ထဲက၅ထိပ်စီပရိရှိလို့ရိုက်တယ်သူ့ဘေးရခဏလာပေါက်တယ်နော်၃ 63เนาะအဲအခုဒီမှာဘူပရဲထွက်ပြီသူ့အောက်မှာထွက်မဲ့ကဏ္ဍအပူကဏ္ဍဖြစ်ကမယ်ငါးစွန်းတဲ့ခုနှစ်ထဲက၄ထက်စီပရဲရှစ်လို့ဖြစ်တယ်သူ့ဘေးရကဏ္ဍเนาะအဲ့တော့ပရဲရှစ်ဘေးရကဏ္ဍပရဲရှစ်ဘေးရကဏ္ဍပရဲရှစ်ဘေးရကဏ္ဍပရဲရှစ်ဘေးရအပူကဏ္ဍဆိုရင်3ခွက်ရှိတယ်เนาะအဲ့ဒီထဲမှာကျွန်တော်က၄ထက်ပရဲရှစ်လို့ဖြစ်တယ်သူ့ဘေးရကဏ္ဍကိုကျွန်တော်ယူလိုက်တာပဲเนาะ466 466 လေးเนาะဟာမှတ်ထား now the chat တို့ငါးသုံးအနည်း20လိုင်းမှာဒီဘွဲကိုကျွန်တော်ဖမ်းထားတာ3 4နှစ်ဆိုတာရှိတယ်အဲ့ဒါလေးကျွန်တော်ပြမယ်เนาะသူကဒီငါးသုံးခုနှစ်အနည်း20เนาะဂျမ်းတက်ကောင်တခုနှစ်ကိုဖျောက်လိုက်ဒီမှာအနည်း20ငါးသုံးခုနှစ်အနည်း20သွားလိုက်လိုင်းအဲ့ဒီလိုင်းနဲ့မှာ အဲ့ဒီ line ထဲမှာတဲ့ကျွန်တော်တို့ဖွန်ဘရိတ်ရှစ်ဘရိတ်ကူဘရိတ်ပေါ့နော်ကျွန်တော်တို့အဲ့ဒီ line ထဲမှာကျွန်တော်တို့ဒီ940ဆိုအဲ940နှစ်ဆိုတဲ့ခဏကသူ့ရဲ့ရှေ့ဒီနေ့3 4 5 6နှစ်မြောက်ထဲတာကနေเนาะပြိဿတ်1အထောင်နှလုံး8ပြိဿတ်1လို့ဖြစ်တယ်8နှစ်ခတ်1ပေါ့ ဒီကနန်းကသူကနေပြီးတော့နှစ်၄၆နှစ်မြောက်တည်းကိုလိုက်ပေါက်တယ်သူအောက်မှာ break ခွန်လို့သူပစားတယ်နော် break ခွန်လို့ကစားတယ်အဲ့ဒီ break ခွန်ဒီနောက်တစ်ခါခွန် break လို့နှစ် break ကို break လို့ဖြစ်တဲ့ပြီးမှာအဲ့ဒီခွန် break ကနောက်တစ်ခါခွန် break လို့သူပေါ်တယ် အဲ့နောက်တစ်ခါအဲ့ဒီ compare ဒီနောက်တစ်ခါအဲ့ဒီမှာ compare လို့ပေါ်လိုက်တယ်အဲ့ဒီကနန်းဒီသူကနေရှေ့1 2 3 4 5 6 9 8 9ညမြောက်ထဲကကနန်း9ညမြောက်ထဲကကနန်းလာထွက်တယ်နော်ဒါဆိုရင်ဒုတိယကတ်ကျွန်တော်တို့ဒီ9ဆုံး1 20တဲ့မှာဒီမှာထွက်တဲ့ကနန်းကသူ့ရဲ့ရှေ့1 4 6ညမြောက်ထဲကနော်နောက်နှလုံးရှေ့ရှေ့နှစ်ခတ်ပြိဿတ်တိဖြစ်တဲ့ဇောင်းကကနန်း940လာထွက်တယ် ဖတ်ပြတာနဲ့သူ့ရဲ့အောက်မှာရှစ်ပရိဆိုပြီးကနန်းတစ်ခွက်တည့်နော်ခုနကကျွန်တော်တို့ခွန်ပရိအခုဒီမှာသူကရှစ်ပရိလို့သူတည့်အဲ့ဒီရှစ်ပရိဒီနောက်ထပ်တစ်ချိန်ရှစ်ပရိလို့သူပြန်ထွက်တယ်နှစ်ပရိကိုးပရိလို့ဖြစ်တဲ့ဘေးမှာပဲသူထွက်တယ်နော်ဒီမှာလဲနှစ်ပရိကိုးပရိဘေးမှာပဲသူထွက်တယ်ဒီမှာလဲနှစ်ပရိကိုးပရိဘေးမှာပဲသူထွက်တယ် အဲ့ဒီခန်းတန်းကသူကနေအရှိကိုကျွန်တော်တို့ရေးကြည့်လိုက်နေ၄၆၈၉၄မြောက်ကခန်းတန်း၄၃၁เนาะအဲ့ဒီခွန်ပရိတ်ဒီခွန်ပရိတ်လို့ပြတယ်နေ၄၆၈၉၄မြောက်ကခွန်ပရိတ်ခန်းတန်းเนาะအဲ့ဒီမှာက၉၄မြောက်က၄၃၁၈ပရိတ်ခန်းတန်းပေါ့เนาะ၉၄မြောက်က၈ပရိတ်ခန်းတန်းနေ၄၆၈၉၄မြောက်က၈ပရိတ်ခန်းတန်းလာထွက်တယ်ဒါဆိုရင် အခုကျွန်တော်တို့ဒီမှာနောက်နှလုံးရှေ့လို့ရိုက်တယ်ရှင်းနက်ကဗရိတ်တလို့ဖြစ်တယ်သူ့ရဲ့ဇောင်းကကန္နနှစ်နှစ်ခွန်ပြီနှစ်၄၆နှစ်မြောက်တည်းမှာသူသွားထွက်တယ်ထွက်ပြီးတာနဲ့သူ့ရဲ့အောက်မှာဗရိတ်ခွန်ရှေ့၉ဆိုပြီးတော့၉ဗရိတ်ကန္နထွက်တယ်အဲ့ဒီ၉ဗရိတ်ဒီနောက်တစ်ချိန်၉ဗရိတ်လို့ကြာရင်နောက်တစ်ချိန်၉ဗရိတ်လို့ကြာရင်ရှေ့၉နှစ်မြောက်ကနှစ်၄၆ရှေ့၉၉နှစ်မြောက်ကကန္နနော် ကိုနှစ်မြောက်ကဗရိတ်ကိုကဏ္ဍဆိုတော့ကျွန်တော်တို့ကဒီ3 4နှစ်ကိုယူတယ်နောက်တစ်ခုကိုဗရိတ်ကဏ္ဍ3 60တပွဲရှိနော်ကိုဗရိတ်ကဏ္ဍကိုဗရိတ်ကဏ္ဍနဲ့ကိုဗရိတ်ကဏ္ဍကိုဗရိတ်ကဏ္ဍကအဲ့ဒါနှစ်ကွက်သေးပဲရှိတယ်ထင်တာပဲနော်ကိုဗရိတ်ကဏ္ဍ3 60တော့ထပ်တယ်အဲ့ကျွန်တော်ကအဲ့ဒီမှာကိုဗရိတ်ကဏ္ဍ3 4နှစ်ကိုကျွန်တော်ယူတယ်နောက်တစ်ခုကအခုကျွန်တော်တို့ 360ပေါ့နော်ဒါလေးကျွန်တော်တို့ခဏဒါရီရခဏပေါ့နော်သုံးဖြတ်ချက်ကတော့ဘာမှမချသေးဘူးဒါပေမဲ့ကြိုဖမ်းထားတဲ့ site တွေဆိုတော့လာပြအဲ့တော့ तू ကအချိန်မှာဒီ break ကိုကုန်လို့ပြန်ကြတော့19 break ဇောင်းထိုးတဲ့ဘေးကြတယ်ဒီ10 break က10 break လို့ပြန်ကြတော့19 break ဇောင်းထိုးတဲ့ဘေးကြတယ်ဒါဆိုရင်ဒီ9 break ဒီ9 break လို့ပြန်ကြရင်10 break 9 break လို့ဇောင်းထိုးသူ့ဘေးမှာ9 break ဆိုတဲ့ကနေပေါ်သွား ကိုဘရိတ်နော်အဲ့ဒီကိုဘရိတ်ကဏ္ဍသိလေကျွန်တော်ပြောသလိုရှေ့၉နှစ်မြောက်ကကဏ္ဍဖြစ်ကနော်အဲ့ဒီမှာဘာလို့1 3 4ကိုကျွန်တော်ယူတော့ဆိုတော့ခွန်ရဲ့နှက်ခတ်၃ညဘရိတ်လို့ထွက်တယ်သူ့အောက်ကခွန်ဘရိတ်ကဏ္ဍက၉နှစ်မြောက်လိုက်ပေါ့ဒီမှာခွန်ရဲ့နှက်ခတ်၃ညဘရိတ်လို့ရောက်တယ်သူ့အောက်က၈ဘရိတ်ကဏ္ဍကလိုက်ပေါ့ကဒါဆိုရင်ခွန်ရဲ့နှက်ခတ်၃ညဘရိတ်လို့ရိုက်တယ်သူ့ရဲ့အောက်ကကဏ္ဍဘရိတ်၉ကဏ္ဍသည် 9နှစ်မြောက်လိုက်ပေါက်ဆိုဒီဘွဲမှာအဲ့ဒီနှစ်43ဆိုတဲ့ကဏ္ဍလေးတို့ဒါကျွန်တော်တို့ထည့်ရမယ်နော်အဲသူကတော့360နဲ့ဒီကဏ္ဍနှစ်43ကျွန်တော်တော့နှစ်43ပဲယူလိုက်တယ်ဗရိတ်ကူကတော့နှစ်ကွက်ရှိတယ်ဗောနော်အဲ့ဒါလေးတစ်ချက်သတိထားဒီ site ကကောင်းတယ်နော်ဒီ site ကောင်းတယ်ဒီနှစ်43ကိုရှော့မတွက်နဲ့ကျွန်တော်အဲ့ကဏ္ဍထည့်ထိုးမှာပဲအဲ့သူကအရှိ9နှစ်မြောက်ကကဏ္ဍနေဆိုတော့ နှစ်မြောက်ကကဏ္ဍနေဆိုတော့ကျွန်တော်က6နှစ်မြောက်ကကဏ္ဍ6နှစ်မြောက်ကကဏ္ဍနောက်တစ်ဆိုက်ကျွန်တော်ပြပေးပြီเนาะ6နှစ်မြောက်ကကဏ္ဍ6နှစ်မြောက်ကကဏ္ဍနောက်တစ်ဆိုက်ပြပေးမယ်ဆိုတော့ဒီဆိုက်ကပြီးခဲ့တဲ့ပွဲကကျွန်တော်ပြန်ကြဆိုပြီးစော်ထည့်လိုက်တာကျွန်တော်အဲ့ဒီညကအဲ့ဒီညဆိုတော့မနေ့ညကမှကျွန်တော်ပြတယ်ဒီဆိုက်เนาะကျွန်တော်ဒီ3 33 43 ဘာတုံးလို့ရိုက်တယ်သူ့ရဲ့ဘေးမှာဒီခွန်နောက်ဘိတ်ဒီခွန်ထိတ်နဲ့ရှစ်ပရိကဏပြန်ကြလာနော်တခါဒီမှာ၄တုံးလို့ရိုက်တယ်သူ့ဘေးမှာဒီတင်းနောက်ဘိတ်လေးကတစ်ထိတ်နဲ့ကိုးပရိကဏပြန်ကြလာဒါဆိုရင်ဒီနေရာမှာ၃နောက်ဘိတ်က၃ထိတ်နဲ့10ပရိကဏတော့မရှိဘူးလို့၃ထိတ်နဲ့ကဏမဲ့ပြန်ကြဆိုပြီးကျွန်တော်၃390ပြန်ချခဲ့တာအဲ့တော့ तू က၃ထိတ်နဲ့10ပရိသူထည့်တာဦးနော်ကျွန်တော်တို့ဒီခွန်ဒီခွန်နဲ့ ဒီခွန်ဒီခွန်နဲ့ဗရိတ်ရှိဒီတိတိတိထိတ်နဲ့ဗရိတ်ကိုဒီ3ဒီ3ထိတ်နဲ့ဗရိတ်30 35နှစ်သူက30ဗရိတ်အတိအကျအမှန်ကန်သူရိုက်သွားတဲ့အတွက်သူ့ရဲ့အောက်မှာထဲ့မဲ့ခဏန်းကျွန်တော်အဲ့ဒီနေ့ကကျွန်တော်ထဲ့မဲ့ပြောလိုက်တာဒီနှလုံး6ဒီ6အပိတ်ဒီနှလုံးခွန်ခွန်အပိတ်ဒီနှလုံး8ကို8အပိတ်နဲ့ဆိုကျွန်တော်ဒီမှာ388ကျွန်တော်ရေးပေးခဲ့တာဦးနော်ဒါပေမဲ့ကျွန်တော်က3ထိတ်နဲ့ခဏန်းပြန်ရအောင်ဒီနှစ်ကွက် 388နဲ့390ဆိုပြီးကျွန်တော်ဒီမှာနှစ်ကွက်ရေးပေးခဲ့အဲ့တော့အဲ့ဒီမှာသုံးထိတ်နဲ့ဘူပရိတ်ကိုသူကထည့်သွားတဲ့အတွက်သူ့ရဲ့အောက်မှာထွက်မဲ့ခဏန်းကိုကျွန်တော်တို့အခု34နှစ်ဆိုတဲ့ခဏန်းသုံးထိတ်နဲ့တော့မထိုးတော့နဲ့ပေါ့ဗျာနော်သုံးထိတ်ကတော့၃လုံးထောင်ပြီးသွားပြီအဲ့တော့ကျွန်တော်တို့နှစ်ထိတ်နဲ့ပြန်ထည့်မယ်နှစ်43ဆိုတဲ့ခဏန်းကိုပြန်ထည့်နော်အဲ့ဒီနှစ်43ကိုထည့်မယ်ဆိုတော့ဘာလို့အဲ့နှစ်43ထည့်တော့ဆိုတော့ သူ့ရဲ့အောက်မှာကြည်လိုက်ဘွားငားတွေနော်ဘွားငားတွေဘွားငားတွေဘွားငားတွေအဲ့တော့နှစ်3ကိုကျွန်တော်တို့ကဘွားငားနဲ့ရိုက်မယ်နှစ်3ဘွားငားနဲ့ရိုက်မယ်ငါး3ညာနဲ့မရိုက်တော့ဘူးနော်ဘာလို့လဲဆိုတော့အဲ့ဒီကန်တန်းကလည်းရှိတ်1 4 6 8 9 10ဒီနေ့3 4 5 6 9 9နှစ်မြောက်ကနေတော့เนาะ1 4 6 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 ခုနှစ်နှစ်မြောက်ကကနေနော်934သူ့အောက်မှာ934လို့လာထွက်တယ်အဲဒီမှာကျွန်တော်တို့ခွန်ကခွန်နဲ့ဗရိတ်ရှိဒီတစ်ကတစ်ထိုင်နဲ့ဗရိတ်ကိုထွက်ပြီးတာနဲ့သူ့ရဲ့အောက်မှာထွက်မိကြတယ်8ခုနှစ်နှစ်1 2 3 4 5 6ခုနှစ်နှစ်မြောက်ကကနေနော်934နှလုံးပေါင်းက အဲ့ဒါဆိုရင်အခုကျွန်တော်တို့ဒီနေရာနှလုံးပေါင်း9နဲ့8 9နဲ့က1 2 3 4 5 6 9နဲ့မြောက်တယ်ကနှလုံးပေါင်း9ကိုသူက8ပေါင်း9တွေနဲ့ရိုက်တဲ့ခဏန်းဆိုရင်3 4နဲ့ယူလို့ရတယ်9 3ည9ယူလို့ရတယ်နော်အဲ့ဒီနေရာမှာသူက8ပေါင်း9နဲ့ထွက်ထားတဲ့ခဏန်းက9နဲ့မြောက်လိုက်ပေါက်တာနော်ခုနောက်ဘက်ကခွန်ထိန်နဲ့ဗရိတ်8လို့ရိုက်တဲ့အောက်မှာအခွ9နဲ့ထွက်တာ8ပေါင်း9ခဏန်းကအခွ9နဲ့သူထွက်တာ အဲ့ဒီမှာဒီတိနောက်ဘက်ကတိထိုင်းနဲ့ဗရေကိုးလို့ရိုက်တယ်သူရဲ့အောက်မှာထွက်တဲ့ကဏ္ဍကြီးအခွင့်9နဲ့ရှေ့ပေါင်း9ကဏ္ဍကအခွင့်9နဲ့လာထွက်တာနော်ဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ကအခွင့်9နဲ့ရှေ့ခွန်းနဲ့နှိမ့်မြောက်ကရှေ့ပေါင်း9နဲ့ကဏ္ဍနှစ်ကွက်သေးရှိတာနော်အဲ့ခုနကကျွန်တော်ပြောခဲ့တဲ့3 4နှစ်ဆိုတဲ့ကဏ္ဍဒီမှာလာထည့်လို့ရတယ်နော်တို့နှစ် ဘွား9ဖြစ်ကမှာဟုတ်1 4 3 3 4 1 3 4 1ကတော့မထိုးတော့ဘူးဗျာเนาะ3ထိပ်စီးနေဆိုတော့မထိုးတော့ဘူးအဲ့တော့ဘွား9ဖြစ်အောင်ဒီ1 4 3ဆိုတဲ့ခဏမှာဒက်ထိုးလိုက်တော့เนาะလွယ်လွယ်လေးပဲအဲ့သူကဒီ site ကကျွန်တော်ကအစိုးရတဲ့ဆွဲပြခဲ့တာဟုတ်ကျွန်တော်မိတ်ဆွေတွေကျွန်တော်ဆွဲပြခဲ့ပါတယ်ဒီကနန်းဒီ1 4 6เนาะ ဒီတိပရိတိနှက်ခနောင်နှလုံးရှစ်လို့ဖြစ်တဲ့ဘေးရကဏ္ဍဒီ6နှစ်မြောက်လိုက်ထွက်ပြီးသူ့အမခွန်ပရိလို့တဲအဲ့ဒီခွန်ပရိဒီနောက်တစ်ချိန်ခွန်ပရိလို့ပြန်ကြရင်ကိုပရိဘေးနှစ်ကိုလို့ဖြစ်ထားတဲ့ကိုပရိဘေးမှာကြတယ်အဲ့ကြတဲ့ကဏ္ဍကလည်းအရှိ6နှစ်မြောက်ကခွန်နှက်ခပရိ30ရိုက်ထားတဲ့ခွန်ပရိကဏ္ဍဖြစ်ကနော်ဒါဆိုရင်အခုကျွန်တော်တို့ဒီမှာနောက်နှလုံးရှစ်ရှစ်နှက်ခပြိဿတ်တေသူ့ဆောင်ကခန္ဓာ6နှစ်မြောက်ကိုနှစ် လေး6နှစ်မြောက်မှာသူသွားထွက်ခဲ့တာထွက်ပြီးတဲ့နဲ့သူရောအောက်မှာရှစ်ပရိတ်လို့တဲတယ်အဲ့ဒီရှစ်ပရိတ်ဒီနောက်ထပ်တစ်ချိန်ကြားထဲမှာရှစ်ပရိတ်လို့ပြန်ကြခဲ့ရင်နှစ်ပရိတ်9ပရိတ်ရဲ့ဘေးမှာရှစ်ပရိတ်လို့သူကြမှာအဲ့ဒီရှစ်ပရိတ်လို့ကြရင်ကြလိုက်တဲ့ခဏန်းဒီကျွန်တော်တို့အရှိ9နှစ်မြောက်က9ခါ3ညပရိတ်အောက်ကခဏန်းเนาะအခုဒီမှာကျွန်တော်တို့နောက်ထပ်နှလုံးရှစ်ပရိတ်ဆက်တစ်ဖြစ်တယ်သူဆောင်ကခဏန်းဒီ နှစ်လေး6နှစ်မြောက်ကိုသွားပေါက်တယ်သူ့အောက်မှာဗရိတ်ကိုးလို့တဲ့အဲ့ဒီကိုးဗရိတ်ဒီနှစ်ဗရိတ်ကိုးဗရိတ်လို့ဖြစ်တဲ့ဘေးမှာကိုးဗရိတ်ကကိုးဗရိတ်လို့ပြန်ပေါ်မယ်အဲ့ဒီကိုဗရိတ်လို့ပေါ်လိုက်တဲ့ခန္ဓာန်းဒီရှေ့နှစ်လေး6 9နှစ်မြောက်ထဲကခန္ဓာန်း9နှစ်မြောက်ထဲကခန္ဓာန်းတော့မှခွန်ရဲ့နှက်ခတ်၃ညဗရိတ်ရိုက်ထားတဲ့အောက်ကခန္ဓာန်း1 3 4เนาะ အဲ့ဒီနှစ်3 4စိုက်ကိုအထောက်ကူပေးတာကဒီနေရာမှာကျွန်တော်တို့ပြီးခဲ့တဲ့ဘွဲရကစားခဲ့တယ်။နောက်ပိတ်ဒီထိပ်ပရိတ်ရှစ်လို့ဖြစ်တယ်။သူ့အောက်မှာထွက်တဲ့ဘွား9ခန်းန်းဒီအရှိ8နှစ်မြောက်ကခန်းန်း။နော်။အဲ့ဒီနောက်ပိတ်ဒီထိပ်လို့ဖြစ်တယ်ပရိတ်9လို့ထွက်တယ်။သူ့အောက်မှာထွက်တဲ့ခန်းန်းဒီအရှိ8နှစ်မြောက်ကခန်းန်း။ရှေ့ပေါင်း9ခန်းန်းအကွာ9နဲ့လာထွက်တယ်။နော်။အဲ့ဒီမှာ သုံးနောက်ဘက်ကသုံးထိတ်နဲ့ဘူပရိတ်ထွက်ကမှာကျွန်တော်တို့ကဘူပရိတ်မယူဘဲနဲ့ပြန်ကြလို့ခေါ်ထည့်လိုက်တာအဲ့တော့ဘူပရိတ်နဲ့သုံးထိတ်နဲ့ဘူပရိတ်ဆက်ဝက်လိုင်းသူကစားပေးသွားတဲ့အတွက်ကိုသူ့ရဲ့အောက်မှာထိုးရမယ်ကဏန်းသည်ခွာ9နဲ့ရှေ့9နှစ်မြောက်ကရှေ့ဘောင်း9နဲ့ကဏန်းเนาะအဲ့တော့ရှေ့ဘောင်း9နဲ့ကဏန်းကိုကျွန်တော်တို့လိုက်ကြည့်လိုက်တဲ့အခါကျတော့ရှေ့ဘောင်း9ကဒီမှာတစ်ခွက်ရှိတယ်ဒီမှာတစ်ခွက်ရှိတယ်เนาะနှစ်ခွက် ရှေ့ပေါင်းကားနဲ့ဒီမှာတကွက်ရှိမယ်နော်ခွန်ရှိခွန်ခွန်ကားနဲ့ပြန်ထည့်ခြင်းထည့်နော်ကျွန်တော်ကတော့ကိုဆိုင်နဲ့ပဲ3လေးနှစ်ကိုပဲထည့်လိုက်မယ်နော်အဲ့အဲ့ရှေ့ပေါင်းကားဆိုတာကြီးကအဲ့ဒီနှစ်ထဲမှာ3ခွက်ရှိတယ်ဗောဗျာနော်အဲ့တော့အပူခွားတွေလည်းဖြစ်ခြင်းတယ်ဆိုလို့ချင်းထည့်ခြင်းလေးထည့်ဖို့ခွာငားနဲ့ဆိုရင်ခွန်ခွန်ရှစ်ဆိုတဲ့ကဏ္ဍမျိုးထည့်လို့ရတယ်ဒါကွာငါးနဲ့เนาะနောက်တော့ည ကွာငါးနဲ့ဆိုတော့ तू ကငါး၃အဲငါးငါး၃ညပေါ့နော် तू ကွာငါးနဲ့ထိုးခိုင်းတာဟုတ်အဲဒီနေရာတော့မကြိုက်ဘူးကျွန်တော်ကတခြားဆိုင်ကအပိုရှိတယ်၃၄နှစ်ပဲကျွန်တော်ကြိုက်တယ်နော်အဲခုနှစ်နှစ်မြောက်ကဟိုရှေ့ပေါင်း၅ခန်းန်းဒီကွာငါးနဲ့ထွက်တာနော်ဒါပဲကျွန်တော်ကြိုက်တယ်အဲတော့ပြီးခဲ့တဲ့ဘွဲကကျွန်တော်ပါးစပ်ဆော့ပြီးတော့ ြောပါသေးတယ်နှစ်သုံးညနှစ်ကဒီဝဲထိုးရတယ်ဆိုပြီးအဲ့လိုင်းကနှစ်ပိတ်တစ်လုံးတော့ပေးသွားတယ်အဲ့နှစ်ပိတ်ပေးသွားတဲ့ခဏပြန်ရနိုင်တယ်နောက်ဘူပရိတ်ကဏ္ဍစားထွက်ထွက်တဲ့ဘူပရိတ်ကဏ္ဍပြန်ရလို့ကျွန်တော်ပြောခဲ့တာလည်းရှိတယ်နော်ဒါတည်းလည်းထွက်မလာသေးဘူးအဲ့လိုမျိုးတွေလည်းဖြစ်နေစိုက်တွေကဘယ်လိုတွေတွေးလို့တွေးရမှန်းမသိဘူးနောက်ကျွန်တော်တို့ပြန်ကြကိုကျွန်တော်တို့လှည့်တွေးထုတ်လိုက်တော့ကျွန်တော် ပြန်ကြမှာကြိုက်ရင်99ထိုးဆိုပြီးတော့ကျွန်တော်ဒီမှာရေးပြီးခဲ့တယ်99စိုက်ကျွန်တော်ပြလိုက်တယ်နော်အခုထွက်သွားတာအဲ့ဒီ line နဲ့ရပဲထွက်သွားတယ်ကျွန်တော်အဲ့ဒီကောင်ကိုဒီခွန်စွန်းခွန်စွန်း6စွန်း5စွန်းနဲ့ရကျွန်တော်ပြခဲ့တယ်နော်ဒီခွန်စွန်းနဲ့ခုနှစ်ထဲမှာခွန်နောက်ပိတ်အောက်ဆောင်ကနန်းတည်ပြန်ကြကြခဲ့တယ်နော် အဲ့ခွန်နောက်ပိုက်ကအောက်ဆောင်ခဏံပြန်ရကြသူ့ဘေးမှာထွက်တဲ့ခဏံသည်အချိတ်3နှစ်ကျော်ကခဏံ3နှစ်ကျော်เนาะအဲ့ဒီမှာအချိတ်3နှစ်ကျော်ကခဏံเนาะ4 3 8ဒါ3နှစ်ကျော်ခဏံလာထွက်သွားတယ်ဂျားထဲမှာတနေ့နေ့3နှစ်ကျော်လိုက်တခါခုနောက်ပိတ်ဆောင်ခဏပြန်ကြပြီးတော့ကျွန်တော်တို့ရှစ်နောက်ပိတ်ဆောင်ခဏနော်ဒီခုနောက်ပိတ်ခဏကသူ့ရှေ့နှစ်ကခဏနော်ကျွန်တော် ပြောခဲ့တယ်တခါဒီမှာရှင်းနောက်ပိတ်နဲ့ထွက်တဲ့ကဏ္ဍကလည်းသူ့ရှေ့နှစ်ကကဏ္ဍမယ်အဲ့ဒီရှင်းနောက်ပိတ်ရဲ့အောက်ဆောင်မှာထွက်တဲ့ကဏ္ဍကပြန်ကြကြခဲ့တာနော်အဲ့တော့ပြန်ကြကြခဲ့တော့အဲ့ဒီပြန်ကြကဏ္ဍရဲ့ဘေးမှာထွက်တဲ့ကောင်ကြီးအရှိ3နှစ်ကျော်ကကဏ္ဍဆိုပြီးကျွန်တော်ပြောခဲ့တယ်နော်664နော်3နှစ်ကျော်ကကဏ္ဍ664ထွက်တယ်အဲ့ဒီမှာကျွန်တော်တို့ တကူငါကိုနောက်ပိနေခနဲ့နောက်နှစ်ကိုလိုက်ပေါက်လို့သူ့အောက်ဆောင်ခန်းနှက935ကအဲ့နေ့ထဲမှာပြန်ရကြတယ်ကြပြီးတော့နေသူ့ရဲ့ဒီဆောင်မှာထွက်တဲ့ခန်းန်းပြီးအချိန်3နှစ်ကျော်ကခန်းန်း969ကျွန်တော်တို့ကဒီနှစ်ပဒိတ်တို့3ပဒိတ်တို့4ပဒိတ်တို့ကျွန်တော်ကောက်ယူပလိုက်တာဟုတ်နော်969ဆိုပြီးဒါပြီးခဲ့တဲ့ဘွယ်ကျွန်တော်969ထည့်ပေးတယ်ဒီမှာကျွန်တော်ရေးပြီးခဲ့ပါတယ်နော်အဲ့တော့ဒီ969ကိုမထွက်ဖဲနဲ့ သူကဘာလာထွက်လဲဆိုတော့ငါ၃နှစ်ဆိုတော့ဒီကနေလာထွက်တာเนาะအဲကျွန်တော်တို့လည်းပလန်လက်သွားတာပေါ့ကျွန်တော်အရှိ၃နှစ်ကျော်ဗရိတ်လေးတပွဲကျော်ကနန်းဒီမှာလည်းအရှိ၃နှစ်ကျော်ကဗရိတ်၃ရက်တပွဲကျော်ကနန်းဒါဆိုရင်အရှိ၃နှစ်ကျော်ဗရိတ်၂ရက်တပွဲကျော်ကနန်းဆိုပြီးငါကိုခွန်ကြီးယူထဲချရတာပေါ့เนาะသူကမထွက်ဖဲနဲ့ဘာမဆိုင်ညာမဆိုင်ဘူးမသိဘာမသိเนาะ သုံးထက်ကြီးအပိုင်ကင်ပြီးတော့ပြန်ကြမှာမဟုတ်တဲ့ဒီကနန်းဘယ်လိုပဲသွားစင်းစားမတော့နော်ဒါပေမဲ့ဒီကနန်းကြတော့ကျွန်တော်သွားစင်းစားတယ်ဘာလို့လဲဆိုတော့တစ်ပရိတ်တွေကလိုင်းပေါ်တော့အော်တာဟုတ်နော်အေးသူတို့အော်နေတဲ့တစ်ပရိတ်ကြီးများဒီကနန်းနဲ့ထွက်သွားရင်ဒုက္ခဆိုပြီးအဲကျွန်တော်အဲ့ဒီမှာကျွန်တော်ထည့်ပေးခဲ့တယ်နော်နောက်တစ်ချက်အဲ့ဒီနှစ်ထဲကကျွန်တော်နောက်တစ်မျိုးထောက်ပြီးတော့အဲ့မှာကျွန်တော်ပြောခဲ့ပါတယ် ျွန်တော်တို့က3နှစ်ကြော်ကဏန်းကိုယူလိုက်တာ哦3နှစ်ကြော်ကဏန်းမယူဘဲနဲ့2နှစ်ကြော်ကဏန်းယူမှရင်ရတယ်နော်ဒီမှာလဲကျွန်တော်တို့3နှစ်ကြော်ကဏန်းကိုယူလိုက်တာမယူဘဲနဲ့2နှစ်ကြော်ကဏန်းယူလို့လဲရတယ်နော်အဲ့ဒီမှာဒီနေရာထွက်မဲ့ကဏန်းကို3နှစ်ကြော်ကဏန်း5 6ခွန်ကိုမယူရင်2နှစ်ကြော်ကဏန်းကဟောဒီ6 6ခွန်နော်ပြန်ကြနိုင်လေကြိုက်တာဆိုတော့ဒီမှာကျွန်တော်6 6ခွန်နဲ့5 6ခွန် နှစ်နှစ်ကျော်ခန်းနဲ့9 30เนาะကျွန်တော်ရေးချရတာဒီမှာသူကအဲ့လိုဟာမျိုးတည်းတချမ်းဖဲ့တာများတယ်ဘာလို့လဲဆိုတော့နှစ်နှစ်ဆက်တိုက်ထွက်တဲ့ခန်းနဲ့မထည့်ဘူးပေါ့เนาะဒီမှာဆိုကျွန်တော်တို့နှစ်ထိတ်ငါးထိတ်เนาะနှစ်ငါးထိတ်ရဲ့ဇောင်းကခန်းနဲ့ဒါနှစ်နှစ်ကျော်သူပေါက်တာပဲနှစ်ငါးပြီးတော့ကျွန်တော်ဒီမှာ3 5လို့ရိုက်တယ်သူ့ဇောင်းကခန်းနဲ့ဒါနှစ်နှစ်ကျော်ဒီမှာလာပေါက်တာပဲเนาะအဲ့တော့ နှစ်ငါပြီးပြီသုံးငါပြီးပြီကျွန်တော်ဒီမှာလေးငါလို့ရိုက်ထားဘူးသူ့ဆောင်ကနန်းကိုချစ်ချောက်ခွန်ဒီမှာသူကလည်းပြန်ကြအဖြစ်အောင်ထည့်ထားလဲပေးတယ်ဆိုတော့ကျွန်တော်ကလည်းဒီမှာချစ်ချောက်ခွန်လို့ငါးကိုခွန်လို့တစ်ပရိတ်နဲ့လည်းကြိုက်အောင်ဆိုပြီးကျွန်တော်ထည့်ချရတယ်နော်အဲ့ဒီကောင်တွေကလွဲသွားပြီးတော့ကျွန်တော်ထင်တဲ့အတိုင်းပဲရှေ့သုံးနှစ်ကြော်ကကနန်းဖြစ်ကမယ်ဆိုရင်ဆိုပြီးတော့ဒီကောင်ထွက်သွားတယ်နော်ကျွန်တော်တို့ဖမ်းတာကတစ်ပရိတ်ကနန်းဖမ်းတယ်သူကထွက်တာ၃ညပတ်တဲ့အဲ့လိုဖြစ်သွားတယ်နော် အဲ့အခုဒီပွဲမှာကျွန်တော်အကြိုက်ဆုံးကစားကွက်ပေါ့နော် ကိုးပရိတ်ပြန်ပေါ်နိုင်တယ်အဲ့ကိုးပရိတ်ပြန်ပေါ်နိုင်တယ်ဆိုတဲ့နေရာမှာဒါကျွန်တော်တို့ပြီးခဲ့တဲ့ပွဲကနောက်ပိတ်တီထိတ်ပရိတ်ရှိနောက်ပိတ်တီထိတ်ပရိတ်ကိုနောက်ပိတ်တီထိတ်နဲ့ပရိတ်30တော့မရှိဘူးလို့ပရိတ်30မရှိတော့ကျွန်တော်တို့ကဒီ3နောက်ပိတ်ကို3ထိတ်နဲ့ပဲပြန်ကြ3ထိတ်စီးနဲ့ပြန်ကြဆိုပြီးတော့ကျွန်တော်3 5 6လို့ ဒါတွေအသုံးထိတ်နဲ့ပြန်ကြကိုကျွန်တော်ထည့်တာတယ်မနေ့ကကျွန်တော်ပြောတယ်သုံးထိတ်သုံးလုံးထောင်လို့ရတယ်ထောင်ဝမ်းမဲ့စိုက်ရှိတယ်ကျွန်တော်မနေ့ကလည်းကျွန်တော်ဗဇက်ကတကွာဖပြောတယ်เนาะအဲ့ဒီသုံးထိတ်ကိုအဲအဲသုံးထိတ်သုံးလုံးထောင်သွားပြီဗာတတ်နိုင်လေတော့เนาะမပေါ့ဘူးကဲဒီဘွဲကိုသုံးထိတ်ကိုတော့လေးလုံးမထောင်ရင်တော့ဘူးမထောင်ရင်တော့တဲ့အတွက်ကိုဘွားငါးလဲဖြစ်အောင်ဆိုတော့1 2 3တဲ့ထည့်လိုက်เนาะ 633စိုက်ရှိသလားအခုကျွန်တော်ပြောနေရလေနော်ကျွန်တော်တို့ကိုးပရိတ်နဲ့ခဏန်းရောက်သွားတော့ဒီမှာကိုးပရိတ်နဲ့ခဏန်းကကျွန်တော်တို့ဒီကိုးပရိတ်ဒီဒီနေရာမှာကိုးပရိတ်လို့ပြန်ရှင်ကိုးနှစ်မြောက်ကခဏန်းဆိုအဲ့ဒီမှာ633နဲ့3လေးနှစ်နှစ်ကွက်တည်းရှိပါတယ်လို့ကျွန်တော်ပြောနေတာ630ရှိလားတဲ့အဲ့မှာနှစ်ကွက်တည်းရှိတယ်လို့ကျွန်တော်ပြောနေပါရောဒီမှာရေးပေးထားတာ360နော် นี่ขวดต่อจ๋าดาเปียเนาะตีๆชาๆกูมาน้าถองเออကျွန်တော်ဘာလို့ပြီးခဲ့တဲ့ဘွယ်ကခဏန်းကိုရောင်းစားလဲဆိုတော့ပြီးခဲ့တဲ့ဘွယ်ကကျွန်တော်အတော်ကိုမျောလင့်ထားတယ်ပုံမှန်ဆိုရင်ကျွန်တော်ချဲထိုးလို့ရှိရင်20ဘိုးထပ်ပူမထိုးဘူး ေအောင်ကောင်းနေပါစေနော်တေအောင်ကောင်းပါစေကျွန်တော်ပြောဘူးပါတယ်လိုက်ထဲမှာကျွန်တော်မကြာခဏကျွန်တော်ထည့်ထည့်ပြောတယ်တေအောင်ကောင်းပါစေကျွန်တော်မထိုးဘူး20ဘိုးထက်ပိုမထိုးဘူးပြီးခဲ့တဲ့ဘွဲကျွန်တော်ဘလောက်ထိုးလိုက်တယ်မှတ်ကျွန်တော်ဘလောက်ထိအောင်ကျွန်တော်ခဏငူပါဂျုံလဲဆိုတော့ဟိုဘယ်လိုပြောရမလဲခဏငူယုံနေဆိုတာထက်ပေါ့နော်ခဏငူယုံနေဆိုတာထက်ကျွန်တော် ဘဇက်ကထုတ်ပြီးတော့ပြောရင်လေကျွန်တော်မိတ်ဆွေတွေဟာဒီကောင်ရောင်းစားခြင်းလို့ပြောတာပါကွာလို့ဖြစ်နေအောင်မယ်အဲဒါကြောင့်မို့လို့ကျွန်တော်ကလည်းမနေမဖြစ်ဘူးကဲဒီပွဲတော့ဟိုဘယ်လိုခေါ်မလဲကိုစိတ်နဲ့ကိုပေါ့လေနော်ကိုအတွင်းနဲ့ကိုအပိုင်ဆိုပြီးတော့ကျွန်တော်ခြိုက်တကယ်လို့ကျွန်တော်တည်လိုက်တယ်လို့သာ3 5 6လို့ထွက်ရင်ကျွန်တော်ဘတ်200ဘူး3 3 9ကိုထွက်ရင်ကျွန်တော်ဘတ်900ဘူးပေါ့ ကျွန်တော်ရောင်းထားလို့ရတဲ့ပတ်စံကျွန်တော်အကုန်စော်ထက်လိုက်တာထိုင်ရတငယ်ချင်းနေစီရရတဲ့ပတ်စံမြန်မာပြည်ရတော့ဘလူးချီမှကျွန်တော်မယူပါဘူးရောင်းစားတဲ့တာပြောတာအလကားပဲပို့ပြီးလိုက်တာနော်ကဲအဲ့တော့ကျွန်တော်တို့ဒီပွဲမှာနှစ်ခွာ9နဲ့ဆိုတော့နှစ်4 3တို့ထည့်ပြီနော်နှစ်4 3ထည့်ပြီနောက်ပြီးတော့ခုနကကျွန်တော်ပြောတဲ့4 6 4ထည့် နော်၄၆၄ထက်ဒီနှစ်ကွက်တော့ကျွန်တော်အရင်ထက်တာလိုက်နော်